ဟန်လို့ရရင်ဘုံဖြစ်တော့ဘူးလဲလဲမှုမရှိတော့ဘူးကျင်းနှမှုမရှိဘူးပွင့်လင်းမှုမရှိဘူးယူတာမှုမရှိဘူးအကြီးကဲကောင်းဆောင်နေရာမှာနေရတဲ့လူတွေဆိုရင်လဲကိုကအောက်လိုက်ငယ်သားတွေနဲ့ရင်းနှီးနှီးမပြောချင်ဘူးပြောရင်ရင်းနှီးမှုကိုအခွင့်ကောင်းယူပြီးတော့မယိုသေးမှမလေးစားမှကြောက်တယ်ဒါရာထူးကြီးတဲ့လူတွေမှာအများကြီးဖြစ်တတ်ပါတယ်ဒီချက်ကလည်းအဖော်မဲ့အထီးကျန်ဖြစ်ပေါ်ရအကြောင်းတစ်ခုပဲ။ မိဘနေရာ အကြီးကဲနေရာရောက်နေတဲ့လူတွေဟာအမိတ်နဲ့ဩဇာနဲ့ပြောကျင်ဆိုကျင်တတ်တယ်။တစ်ဖက်လူက ပြန်ပြောတာကိုလက်မခံကျင်တာမျိုး ဖြစ်တတ်တယ်။မိဘစုတစ်ခုရှိတယ်။အဖေရဲ့ပင်ကိုယ်စရိုက်ကတည်တည်ကြီးနေတတ်တယ်။အင်မတန်စကားနည်းတယ်။သားသမီးတွေလည်းတိတ်ရင်းနေနေပုံမလင်ပြောလို့ဆိုလို့မရှိဘူး။သားသမီး9ယောက်ရှိတယ်။ကလေးတွေစိတ်ထဲမှာအဖေနဲ့ရင်းနှီးကျင်တယ်။ဒါပေမဲ့ရင်းနှီးလို့မရဘူး။ ဒီနေ့တော့အလုပ်ကိစ္စတခုရှိလို့ပုံစံဆောင်ရွက်တခုမှာအားလုံးစုပြီးပုံစံဖြည့်နေရတယ်။ပုံစံဆောင်ရွက်ဖြည့်နေတော့မှာတနေရာမှာမှားသွားတယ်။မှားသွားလို့သူ့သမီးကအဲ့ဒါကိုဖျက်တယ်။ဖျက်တော့စက်ကူကပေါက်သွားတယ်။သူ့ဖေကအကြီးကျယ်ဒေါသဖြစ်ပြီးတော့အော်တော့ဆူတော့တာပဲ။ကလေးတွေကအဖေနဲ့ငကိုကလေးကတည့်ရင်နှင်းနှီးမရှိတော့အကုန်လုံးထပ်ပြေးကုန်ရော။အမေလို့တဲ့သူကလည်းဘာလို့မှမသိတော့ကလေးတွေနောက်ကိုလိုက်သွားတယ်။ ကလေးနဲ့တွေ့တော့ကလေးတွေကတိတ်ခနဲ့ဆိုဒီလောက်ကြည့်ဒေါသကြီးနေဒီဖေနဲ့ရင်းနေနေဘယ်လိုလုပ်ပြောလို့ရတော့မလဲအမေကသူ့ခင်ပွန်းရှိတဲ့ဘက်ပြန်လာတော့သူ့ခင်ပွန်းကသူ့ဆွဲမှာဒီတိုင်းကြီးထိုင်လို့ဆော်ဆာရဲ့ကြီးကလည်းအဲ့ဒီနေရာမှာပဲဘာလို့မှမသိတော့ဘူးသူ့ခင်ပွန်းကိုကြည့်ပြီးတော့အဲ့ကြာတော်တော်လုံးနည်းဖြစ်တာပါလားလို့သဘောပေါက်လိုက်တယ်တဲ့မိသားစုတုံးမှုဆွဲဖို့ပက်ဆံတော့ပေးတယ် နေမကောင်းရင်ဆောင်းစီပို့ပေးတယ်တခါလေသူစိတ်ကောင်းရှိတဲ့ခါမှာဟိုဒီဒီလိုက်ပို့ပေးတယ်ဒါပေမဲ့သူစိတ်ထဲမှာဘာတွေခံစားနေရတယ်ဆိုတာဘယ်တော့မှပြောလို့မရှိဘူးဘာတွေလုပ်နေတယ်ဆိုတာလည်းဘယ်တော့မှမပြောဘူးအလုပ်ကိစ္စအဆင်မပြေလို့တောကတွေများနေပေမဲ့လည်းမပြောဘူးတရားဟုတ်တယ်ကြိတ်ပြီးတော့ခံတယ်သူမှလုံးလိဖြစ်ရပြီပေါ့တချို့လူတွေမှာအဖော်မဲ့အထီးကျန်ဖြစ်ရတာဘာကြောင့်လဲဆိုတော့သူတို့ကိုယ်တိုင်ကသူတစ်ပါးကိုပြစ်ပယ်လေးရှိတယ် သူတို့ဘာကိုနားလည်ဖို့မကြိုးစားဘူးပြီးမခံဘူးတချို့ဆိုရင်ထစ်ခနဲ့တစ်ခုကိုအစင်မပြေရင်အဲ့ဒီလူကအဆက်အသွယ်ဖြတ်ပစ်လိုက်တယ်မဆက်ဆံတော့ဘူးဒီဘက်ဒီတယောက်ဆိုရင်သူနဲ့ကြောင်းနေပဲတငယ်ချင်းတွေကိုတယောက်ပြီးတယောက်အဆက်အသွယ်ဖြတ်တယ်တချို့ကိစ္စတွေမှာဘာလို့အဆက်အသွယ်ဖြတ်တာလဲဆိုတော့အဲ့ဒီတငယ်ချင်းက အလုပ်တွေဘာတွေနဲ့အစင်ပြေပြီးကြီးပွားနေတယ်အဲ့တော့သူကငါတော့အစင်မပြေဘူးမကြီးပွားဘူး ဒါကြောင့် तू နဲ့မဆက်ဆံတော့ဘူးဆိုပြီးဖြတ်လိုက်တာ။ तू က तू တင်ငယ်တဲ့စိတ်ဖြစ်နေလား။စိတ်ထဲမှာဂုံတို့ကုံမြန်စိတ်ကလေးကရှိနေတယ်။ဒီလိုနှိုင်းရှင်တဲ့အခါမှာ तू များကကိုယ့်ထက်သာသွားရင်မနာလိုတဲ့စိတ်ဖြစ်ပြီ။မနာလိုစိတ်ဖြစ်ပြီးဆိုရင်အဲ့ဒီလူကိုလေးလေးဆန်းဆန်းပုံမှန်လေးဆက်ဆံလို့မရတော့ဘူး။ဒီလိုဆိုရင်လုံးလိဖြစ်ရပြီနော်။ကိုကိုကိုတင်ငယ်တဲ့ခံစားမှုရှိတဲ့လူကလည်း အမြန်နဲ့ဆက်ဆံတဲ့အခါမှာအောက်ကျတယ်လို့ခံစားရတဲ့ကြောင့်လူတွေကိုရှောင်ကျဉ်လာတယ်မဆက်မဆက်ဆံကျင်တော့ဘူးအဲ့တော့ကိုကိုကိုအထင်သေးတဲ့လူကလည်းအဖော်မဲ့တဲ့ခံစားမှုမျိုးဖြစ်တော့မယ်တရားကိုရည်ရှိစွစွမြဲအားထုတ်ထားတဲ့လူဆိုရင်အဲ့လိုမျိုးမဖြစ်ဘူးသူစိတ်ထဲမှာကြည်လင်မှုအေးချမ်းမှုလေးနေမှုရှိနေတယ်အဲ့ဒီလိုကြည်လင်အေးချမ်းနေတာကိုပဲကိုကိုကိုအင်မတန်ကျဉ်တတ်တယ်ဒါဟာတန်ဖိုးဖြတ်လို့မရဘူးဆိုတာလည်းသိတယ် လောကီကုံပစ္စည်းဥစ္စာတွေဘလောက်များများဒီကြည်လင်မှုအေးချမ်းမှုเนี่ยဘလို့မှမလဲနိုင်ဘူးနိုင်ရှင်လို့မရဘူးဆိုတာသိတယ်အတိညာရင့်ကျက်လာတဲ့အတွက်ကြောင့်စိတ်မှာလေးနက်မှုစင်ကြယ်မှုမြင့်မြတ်မှုရှိနေတယ်ဒါကြောင့်သူများနဲ့တွေ့တဲ့အခါမှာအားငယ်စိတ်သင်ငယ်စိတ်မဖြစ်ဘူးသင်ငယ်စိတ်ပြောက်ဖို့ရာတရားနည်းနဲ့မှရတယ်တခြားနည်းနဲ့လုပ်လို့မရဘူးဒီတရားနဲ့လှုပ်သွားမှသာဒီနေ့အသက်ကြီးသွားလို့ စ္စည်းဥစ္စာတို့ယာဓုအာဏာတို့မရှိတော့ရင်တောင်မှ သူ့မှာအေးချမ်းမှုရှိနေတယ်။စိတ်ဆင်းရဲမှုမရှိဘူး။ငါသိငယ်နေတယ်ဆိုတဲ့ခံစားမှုမရှိဘူး။ဒီထက်ပိုပြီးစဉ်းစားကြည့်မယ်ဆိုရင်တရားကိုတကယ်သဘောပေါက်လာတဲ့သူဟာနှစ်ကာယတ္တိပါသွားတယ်။တကယ်သောတာပတ္တိမေရတယ်ဆိုရင်တော့တက္ကရာတ္တိလုံးဝကင်းတယ်။ဒီအစ်င့်မရောက်ခင်ဝိပဿနာညာရင့်ကျက်နေတဲ့အချိန်မှာတက္ကရာတ္တိအင်မတန်ပါတယ်။အတ္တဇွဲနေတယ်။အဲ့တော့ ငါကသူ့ထက်သားတယ်သူကငါထက်သားတယ်သူကဘယ်လိုငါကဘယ်လိုဆိုတာမျိုးတွေတွေးမိတာနည်းတယ်တက္ကဒိဋ္ဌိဆိုတာငါသူတပါးဆိုတာကြီးကိုခင်ခင်မမပြင်းပြင်းထန်ထန်ကြီးဆွဲယူထားတဲ့သဘောဖြစ်တယ်အဲ့တော့တက္ကဒိဋ္ဌိအားကြီးလေလေ loneliness အားကြီးလေလေပဲအဖော်မဲ့အထီးကျန်ဖြစ်ပေါ်ရအရင်ကအကြောင်းဟာတက္ကဒိဋ္ဌိအတ္တဆွဲပါပဲနောက်တစ်ခုပြောရင်တော့မာနပါပဲ မာနသိကြည့်သွားရင်ဖော်မဲ့သွားတယ်။နေရာကဂုံနဲ့ကြည့်ပြီးတော့ပြောနေဆိုနေမယ်ဆိုရင်တခြားလူတွေကတဖြည်းဖြည်းရှောင်ကျင်လာတာပဲ။ခုမှဂုံအစင်တန်းရှိတဲ့သူဟာတခြားလူနဲ့တွေ့တဲ့အခါမှာငါကနင့်ထက်သားတယ်နော်။အဲ့ဒါနင်မိမ့်မထားနဲ့ဆိုတာလေးကိုတဲ့တဲ့ဖြစ်စေ၊သွေးဝိုက်တဲ့နီးနဲ့ဖြစ်စေပြောနေပြနေတာပဲ။ကို့အကြောင်းကိုကြွားလိုက်မယ်။ตาအကြောင်းလေးကြွားမယ်။သမီးအကြောင်းလေးကြွားမယ်။ခင်ပွန်းအကြောင်းလေးကြွားမယ်။ အဲ့လိုတယောက်နဲ့တယောက်တွေ့တဲ့ခါမှာအမြဲတမ်းကြွားတဲ့စကားမျိုးပြောနေရင်လည်းပဲရိုးရိုးသားသားပုံပုံလင်းလင်းလူကိုတန်ဖိုးထားပြီးဆက်ဆံတဲ့ဆက်ဆံရေးကမဖြစ်တော့ဘူးအဲ့လိုမဖြစ်တော့ရင်အဖော်မဲ့အထီးချမ်းဆိုတဲ့ခံစားမှုဟာဖြစ်လာပြန်တယ်နော်ငါကအောက်ကြနောက်ကြဖြစ်နေတယ်ဆိုတဲ့ခံစားချက်ကြောင့်အဖော်မဲ့တယ်လို့ခံစားရတယ်လို့ငါကငါကအထက်တန်းစားပါဆိုတဲ့ စိတ်ဝင်နေလေအဖော်မဲ့ဥမာပါပဲဒီနှစ်ခုစလုံးမကောင်းပါဘူးနောက်တစ်ချက်ကကိုယ်မှာအခက်အခဲတွေဒုက္ခတွေမပြေလည်မှုတွေဆိုတာရှိတတ်ပါတယ်တချို့အင်တော်ရင်မှာအစင်မပြေမှုရှိခြင်းရှိမယ်ဒါရီသမီးနဲ့ပတ်သက်ပြီးပြဿနာတွေရှိခြင်းရှိမယ်အဲ့ဒါတွေကိုလူမသိစေခြင်းဘူးဖုံးထားတယ်လူများအမြင်မှာအားလုံးအစဉ်ပြေနေတယ်ထင်အောင်နေပြတယ်ဒီလိုဖြစ်ရင်လေအဖော်မဲ့အထီးကျန်ဖြစ်ရတော့မှာပါပဲ တချို့ကလေးတွေဆိုရင်ဇာမေးဘွဲမှာအမှတ်နဲနေတယ်ဆိုရင် အမှတ်ကောင်းတဲ့ငွေကြီးကိုရှောင်တော့တာပဲကို့မှာသူများနဲ့မတူတဲ့အမှုအချင်းတစ်ခုခုရှိနေရင်လေဒီအမှုအချင်းကိုလူမသိအောင်ထားခြင်းနဲ့လူကြားတဲ့သွားရင်အဲ့ဒါပေါ်သွားမှစိုးရံနဲ့မသွားတော့ဘူးတချို့ဆိုရင်ရောဂါတစ်ခုခုရှိရင်လေဒါမျိုးဖြစ်တတ်တယ်တချို့ကြတော့လေကိုယ်လက်အင်္ဂါတစ်ခုခုချွတ်တက်နေတာကြောင့်လူကြားတဲ့မသွားခြင်းဘူးတယောက်ထဲနေတယ်အဲ့တော့ ရုပ်ပိုင်းဆိုင်ရာဖြစ်ဖြစ်စိတ်ပိုင်းဆိုင်ရာဖြစ်ဖြစ်လူမှုဆက်ဆံရေးနဲ့ပတ်သက်တာဖြစ်ဖြစ်ကိုယ်မှာတစ်ခုခုချင်းရဲ့ရှိနေအဲ့ဒါကိုအကြောင်းပြုပြီးတော့လူတွေနဲ့မရင်းနှီးတော့ဘူးကင်းကွာသွားတယ်တကယ်လို့ကိုယ့်ဘဝမှာဖော်မဲ့အထူးကြံခံစားမှုဖြစ်နေပြီဆိုရင်ကိုယ့်ကိုယ်ကိုတည်တည်ချာချာပြန်တုံးတတ်ပါငါမှဒီလိုခံစားချက်ရှိတယ်ဆိုတာသိဖို့ကပထမအရေးကြီးတယ်ကိုယ်ချွေးရင်ချက်အားနေချက်နဲ့ပတ်သက်ပြီး ကိုကိုမခင်ချင်တဲ့လူရှိရင်လည်းကိစ္စမရှိဘူးပေါ့တို့တော့ခင်ချင်တဲ့သူရှိနေတာကိုတော့ကိုကအဆက်တည်းမဖြတ်တင်ဘူးပြီးတော့ကိုရဲ့အခက်အခဲဒုက္ခတွေကိုတကယ်မိတ်ဆွေကောင်းပိသားလူတွေကို ပြောပြတင်တယ်မိဘဖြစ်စီဆရာသမားဖြစ်စီတကယ်ချင်းဖြစ်စီသူတို့ကိုပြောပြတင်တယ်ပြောပြလိုက်ရရင်တက်တာသွားတယ်ကိုကသူတို့ကိုရင်းနှီးနှီးသွားပေါ့ရင်သူတို့ကကိုကိုမလေးမစားနဲ့ပြစ်ပယ်လိုက်မှကြောက်တယ်ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ်ပေါ့ လူတွေမှာကိုယ့်ကိုပြစ်ပယ်လိုက်မှကြောက်တဲ့စိတ်ရှိတယ်။အဲ့ဒီတော့ကိုက အကြောက်လွန်ပြီးတော့လူတွေကိုရှောင်လို့ရင်လည်းအဖော်မဲ့သွားတယ်နော်။ကို့မှာမိတ်ဆွေကောင်းကတော့ရှိနေဦးမှာပါ။သူတို့ကိုတန်ဖိုးထားပါပြောပါ။နောက်ချက်ကလည်းသူတို့ကကို့ပေါ်မျောလင့်ထားတာတွေအထင်ကြီးထားတာတွေရှိချင်ရှိတတ်တယ်။ကိုကသူတို့မျောလင့်တဲ့လောက်အထင်ကြီးလောက်မလုပ်နိုင်မတတ်နိုင်ပါဘူး။အဲ့ဒါကြောင့်လေလုံးလေးဖြစ်တတ်တယ်။ဖော်မဲ့တတ်တယ်။ မိဘကသားသမီးကိုမှသိမ့်မြုံနေချက်ကြီးလို့ရင်လည်းပဲအဲ့ဒီသားသမီးကမိဘကိုကြောက်တယ်။တချို့ကလေးဆိုရင်သူတို့ပုံမှာဒီလောက်အများကြီးမမြုံလင့်ပါနဲ့တဲ့။မြုံလင့်တဲ့လောက်လုံနိုင်ရင်တော့တော်ပါသေးတယ်။အကြေးအများလုံမပေးနိုင်လို့ရှိရင်ဒါကိုအကြောင်းပြပြီးတော့မိဘကအထင်သေးသွားမှမချစ်တော့မှသိကြောက်တယ်။ကိုယ်ကလေးတွေကိုဒီလိုခံစားချက်မျိုး ရှိသလားလို့မေးကြည့်ပါ။ရှိလို့ရှိရင်သူတို့ကိုပြောပြပါ။ကောင်းစေခြင်းလို့ကြီးပွားစေခြင်းလို့ တိုးတက်စေခြင်းလို့အားပေးတာတိုက်တွန်းတာပါဒီတိုင်းမဖြစ်လဲပဲချင်းနေမှာပါဆိုတာလေးကိုပြောပြပါမေတ္တာဆိုတာ unconditional ဖြစ်မှာအကြောင်းပြချက်မရှိမှာမေတ္တာမှာအကြောင်းပြချက် condition တစ်ခုခုပါလာပြီဆိုတဲ့ဒီပြန်နဲ့အဲ့ဒါမေတ္တာစေမဟုတ်တော့ဘူးအဲ့ဒီလို condition ပါနေတဲ့မေတ္တာရနေတဲ့သူဟာသူ့မှာ insecure ဖြစ်တယ်စိတ်မချဘူးစိတ်မအေးဘူးသူမျောလင့်တယ်လို့ပြီးနေတဲ့အချိန်မှာတော့ သူကငါ့ကိုချေဦးမှာပါဒါပေမဲ့ဒီနေ့သူသူမျောလင့်တာကိုငါမပေးနိုင်တော့ငါ့ကိုပြစ်သွားမှာပါအဲ့ဒီလိုစိတ်မေးတာကြီးရှိနေတဲ့အတွက်ကြောင့်တယောက်တယောက်တွေ့နေရတော့မှတောင်းမှတကယ်လက်လက်လက်ရင်းရင်းနီးချစ်ခင်မှုမရှိဘူးဒါကြောင့်တယောက်နဲ့တယောက်ဆက်ဆံရေးမှာဘာတွေမျောလင့်နေလဲဆိုတာဒီလိုချစဉ်းစားတင်တယ်မဖြစ်တဲ့မဖြစ်ထိုက်တာမဖြစ်နိုင်တာကိုမျောလင့်နေမယ်ဆိုရင်တော့ အဲ့ဒါဒီနေ့တယောက်နဲ့တယောက်ကင်းကွာသွားဖို့ရအကြောင်းပဲတချို့မိဘတွေဟာကလေးတွေကစားတက်ကစားငယ်လေးကလေးကရန်တိုက်ပေးတယ်ဟိုကလေးနဲ့မပေါင်းနဲ့အဲ့ဒီကလေးကဆိုးတယ်မိုက်တယ်တယောက်တွေယူပြီးချိုးဖြစ်တယ်စသည်ဖြင့်ပြောပြီးတော့မပေါင်းခိုင်းတယောက်ထဲနေခိုင်းတယ်သွားเสียလာเสียရှင်လဲတယောက်ထဲပို့တယ်တခြားကလေးတွေကိုတခြားကလေးတွေအိမ်ကိုအလဲသွားခိုင်းမပြူဘူးကိုယ့်အိမ်ကိုတခြားကလေးတွေအလဲလာတယ်ကိုလည်းလက်မခံဘူး အဲ့ဒီလိုနဲ့ကြီးပြင်းလာရတဲ့ကလေးတယောက်ရှိတယ်အခုတော့တော်တော်ကြီးပါပြီတက္ကသိုလ်တော်ရောက်နေပြီသူ့မှာလုံးဝဖို့မရှိဘူးတငယ်ချင်းမရှိဘူးတငယ်ချင်းထိုင်တောင်းမှအချင်းချင်းပြန်ခိုင်းတယ်ဒါတော့ဒီလိုကလေးတွေဟာအပေါင်းအသင်းညံ့သွားတဲ့အကြောင်းကြီးလာတဲ့ခါမှာတခြားလူတွေကသူတို့အပေါင်းအသင်းတွေနဲ့ပျော်ပျော်ရွှင်ရွှင်သွားကြလာကြတာကိုကြည့်ပြီးတော့ငါ့မှာတော့အပေါင်းအသင်းမရှိဘူးတယောက်တည်းဖြစ်နေတယ်ဆိုပြီးညှို့ငယ်တဲ့စိတ်ဖြစ်သွားတယ် လက်တွေ့မှာလူလူချင်းတကယ်မေတ္တာကရုဏာအပြည့်နဲ့ယဉ်နိမှုအပြည့်နဲ့ဆက်ဆံလို့မရလို့ရှိရင်တချို့လူတွေဟာစိတ်ကူးထဲမှာဖော်ရှားတယ်။အဲ့ဒီစိတ်ကူးရင်ဖော်နေတရားအထည်စကားပြောနေတတ်တယ်။တချို့ဆိုရင်တကူရှင်ကြီးတယောက်ကသူ့ကိုကာကွယ်နေတယ်ဆောင်းရှောက်နေတယ်ဆိုပြီးစိတ်ကူးရင်ပြော့ခံစားပြော့နေတတ်တယ်။အဲ့ဒါဘာဖြစ်လို့လဲဆိုတော့သူ့မှာအားငယ်စီရှိတယ်။အပေါ်မဲ့အတီးအထီးချံဖြစ်နေတယ်။သူ့ကိုကျဉ်းကျဉ်းနာနာနဲ့ဆောင်းရှောက်ကူညီတာကိုလိုချင်တယ်။လက်တွေ့မှာမရတော့ ိတ်ကူးရင်နဲ့ဖန်တီးထားတယ်။ကြာရင်အဲ့ဒါဆေးရောဂါဖြစ်သွားတတ်တယ်နော်။တချို့ကြတော့လည်းတယောက်တည်းဖြစ်နေတော့တစ်ခါလေစာအုပ်နဲ့ follow ပြီးနေတယ်တစ်ခါလေ TV ဗီဒီယိုနဲ့ follow ပြီးနေတယ်။တချို့ကြတော့ခွေးလေးတွေကြောင်လေးတွေနဲ့ follow ပြီးနေတယ်လည်းရှိတယ်။တနာဝတ်မှန်ကောင်းပါတယ်။ဒါကြောင့်ငယ်လေးတည်းကလူတွေအကြောင်းသိအောင်လေ့လာသင့်တယ်။ကြီးလာတဲ့အထိလဲလေ့လာနေရအောင်ပါပဲ။ပြီးသွားတယ်ဆိုတာမရှိပါဘူး။ ဘာလို့လဲဆိုတော့လူဟာအမြဲတမ်းပြောင်းလဲနေတယ်ကိုကိုတိုင်းလည်းပဲအမြဲပြောင်းနေတယ်ခုနဲ့ဆက်ဆက်နေတဲ့လူတွေဟာလည်းအားလုံးအမြဲတမ်းပြောင်းလဲနေတယ်အဲ့ဒါကိုနားလည်ဖို့လိုတယ်သူကလည်းအရင်လူမဟုတ်တော့ဘူးငါလည်းအရင်လူမဟုတ်တော့ဘူးသူရောငါရောဟာကြီးလာတာနဲ့မြတ်အသည့်အမြင်အတွေးခေါ်တွေသဘောထားတွေအကြိုက်တွေပြောင်းလဲသွားနေတယ်အဲ့တော့ငါ့ကိုလည်းသူကနားလည်ဖို့အမြဲတမ်းကြိုးစားနေရမှာဖြစ်တယ်လို့ သူ့ကိုလည်းငါကနားလည်ဖို့အမြဲတမ်းကြိုးစားနေရမှာပါလူတစ်ယောက်ကနောက်လူတစ်ယောက်ကိုသိပြီးနားလည်ပြီးနောက်ထပ်နားလည်အောင်ကြိုးစားဖို့မလိုတော့ဘူးဆိုတာမျိုးဟာကတော့မှမဖြစ်ဘူးတသက်တာလုံးလူအကြောင်းကိုနားလည်ဖို့အမြဲတမ်းကြိုးစားနေရမယ်မိဘတွေဆရာသမားတွေဟာကလေးတွေကိုငယ်လေးထက်ကလူအကြောင်းသိဖို့သင်ပေးရမယ်လူတွေမကောင်းကြောင်းမယုံကြည်ရကြောင်းသင်ပေးဖို့ပြောတာမဟုတ်ဘူးနော်လူတွေကိုနားလည်ဖို့ ရိုးရိုးသားသားလိုက်လိုက်လဲလဲဆက်ဆံတတ်ဖို့အပေါင်းအသင်ရွေးချယ်တတ်ဖို့ယံဖြစ်เสียရှိလို့ယံဖြစ်ရမယ်ဆိုရင်တောင်းသဘောထားကြီးကြီးနဲ့ယံဖြစ်တတ်ဖို့သင်ပေးသင့်တယ်ဒါမသင်လို့မဖြစ်ဘူးအခုခေတ်မှာကလေးငယ်တွေကိုကြောင်းထားတယ်ကြောင်းစာတွေကိုအများကြီးကြက်ခိုင်းတယ်မိုးလင်းလောက်ကလေးကအကျူရှင်သွားတာကိုတွေ့ရတယ်တချို့ညနေ6နိုင်9နိုင်ကြာမှအကျူရှင်ကနေပြန်လာတာတွေ့ရတယ်တနေ့ကုန်စာအုပ်ထဲကစာပဲကြက်တယ် ဒီကြားမှာအချင်းလေးနဲ့အားရင်တီဗီကြည့်တယ်ဗီဒီယိုကြည့်တယ်လူလူချင်းတကယ်နားလည်အောင်မကြိုးစားတော့ဘူးလူလောကမှာနေပြီးကိုကိုတိုင်လူဖြစ်တဲ့အတွက်ကြောင့်